ကဲငါတို့ကတတ်မတော်ချစ်မြတ်နိုးဒီသူပါတတ်မတော်ကိုချစ်ပါလေเนาะအာငါတို့ဘလို့တတ်မတော်ကိုချစ်တာစစ်တပ်ကိုဘလို့ချစ်တာဆိုတဲ့တူတွေအတွက်တည်ငောင်းလာပါပြီအဲ့ဒါကဘာလဲဆိုတော့ရခတ်မှတေချင်းစုံနဲ့တေတဲ့ကောင်နဲ့မတာပေါ်ရတဲ့ကောင်နဲ့ဖမ်းမိသွားတဲ့ကောင်နဲ့နော်အင်းအောင်လှိုင်အတွက်အသေးခံွားတဲ့ကောင်တွေရဲ့ကြံပိခဲ့တဲ့ဒီသားသမီးမိမြစ်တွေစစ်တီတုံမနေရဲ့မိသားစုတွေကိုရခိုင်တပ်တော်အေအေကဒုတိယအကြိမ်ထတ်လွတ်ပေးလိုက်ပါပြီနော် ဲ့တော့ဒီမိသားစုဝင်တွေအတွက်စစ်တပ်ကိုချစ်ပါတယ်ဆိုတဲ့စစ်တပ်ထောက်ခံတဲ့သူတွေနော်မင်းအောင်လှိုင်စစ်တပ်ကခေါင်းဆောင်မလို့ကိုယ့်ကိုတောင်းဝင်ခံထားတဲ့မင်းအောင်လှိုင်ကစပြီးတော့နောက်ဆုံးအောက်မှာမင်းအောင်လှိုင်ဘုံမနေတဲ့နော်ဖွ့နဲ့ခွေဆက်ပေါက်ထားတဲ့ဖွ့ခွေတွေအထိဘာတောင်းဝင်ယူပေးနိုင်ကြည့်ချင်တယ်အဲ့ဒါအဖြေပဲနော်ဒီတော်လှန်ရေးမှာအဲ့ဒါအဖြေပဲဒီတော်လှန်ရေးမှာတစ်ဖက်မှာတည်ဆုံမှုရှိတယ်တစ်ဖက်ကတိုက်တာဒီ သိင်သေးသေးငါတို့တိုင်းပြည်သူကဒီခွေးသားတွေတော့အာနာမပေးဘူးဆိုတော့ဥချက်နဲ့ကိုကိုတိုင်းအသေးခံပြီးတိုက်တာအဲ့ဒါတော့တေဝါနဲ့ရဲဘော်အတွက်သူ့ရဲ့လုံဖို့ကင်ပဲရဲဘော်တွေကကြည်စံမိုးရွာနေတဲ့ဂျာမန်အလောင်းရအောင်ကောက်ပြီးတော့ကောင်းမွန်စွာတကြိုပေးတယ်တစ်ဖက်မှာကျတော့မင်းအောင်နိုင်အတွက်ဘူမတိဗာမတိငါတို့ကစစ်တာပေးတဲ့အမိတ်တိုက်ကပါရဲ့ဆိုတော့နော်ဘူမတိဗာမတိပဲတိုက်ပြီးတော့သေခြင်းစုံနဲ့သေတဲ့ရဲဘော်တွေကတော့ စစ်သားတွေပေါ့နော်အင်ဂျာစီအကျက်စစ်တီတွေအလောင်းကောက်ဖို့မပြောနဲ့ခွေးစားတာငုတ်လို့ထိုင်ကြည့်နေရပေါ့ပြီးလို့ရှိရင်လည်းတံမြင့်ခဲ့တဲ့မိသားစုတွေတာဝန်ယူမှုတာဝန်ခံမှုဘယ်သူမှမရှိတဲ့ပေါ့ပြီးသူတွေကလည်းစစ်သားတယောက်တွေွားလို့ဝမ်းမနေတဲ့အပြင်ဟာခွေးသေးတယ်ခွေးသေးကောင်ခွေးနဲ့နှိုင်းပြီးတော့တမိုင်းရိုင်းခဲ့ရတယ်ပေါ့အဲ့ဒီဘဝနှစ်ခုမှာတံမြင့်ခဲ့တဲ့တာသမီမိသားစုအတွက်တော်နိုင်ရဲဘော်တယောက်ကြဆုံးသွားလို့ ကြံမိခဲ့တဲ့မိသားစုမျက်နှာမငယ်ရဘူးပြည်သူကြားထဲမှာတူယောက်ျားပေါ့တူရဲ့အကူပေါ့တူရဲ့သားပေါ့တူရဲ့ဦးလေးပေါ့တော်လှန်ရေးလုံးမှာကြာဆုံးသွားတာလေဟဲ့ဘယ်နေရာမှာနှစ်မျိုးကိုကောင်းလိုက်တာကျွန်တော်ပြောစကားမှားလားမှန်လားဒီစကားဒီနှစ်ဖက်လုံးမှာရှိမယ်စစ်တပ်ထောက်ခံသူအာငါတို့ချမ်းမနဲ့ငါတို့ဝင်ပြင်ဟဲ့ကျွန်တော်တို့ကကြည့်တဲ့နေရာမှာ average ကြည့်ရမယ်လူအများစုကိုကြည့်ရမယ်လူအများစုဒီဘယ်လိုမျိုးလုပ်လဲစစ်သားတွေလူအများစုဒီ ပြီးသူအများစုဒီစစ်သားတစ်ကောင်တိုက်ဝဲမှာသေသွားရင်ဘယ်လိုပြောလဲဝန်နယ်လားပျော်ကြလားပြီးအများစုဒီတော်လိုင်းရဲဘော်တယောက်တိုက်ဝဲမှာကြဆုံးသွားရင်ဝန်နယ်လားပျော်ကြလားအဲ့ဒါဖြစ်ပဲအဲ့တော့ရခိုင်တပ်တော်အေအေကဒီနေ့စစ်တုံးမှန်း200ကျော်ကိုပြန်လွှတ်လိုက်တယ်နော်တရင်လေးဖတ်ပြန်ပြီးမှဆက်ပြောပါမယ်ကျွန်တော်ဒီနေ့စကားပြောတာနည်းနည်းဂျွတ်ထိုးနေတဲ့အတွက်အဆင်မပြေတာရှိရင်ခွင့်လုပ်ပေးပါဒီခိုင်ပြီးနဲ့မင်းပြားမျိုးတိမ့်တိုက်ခွဲနေဖန်စီထားတော့စစ်တုံးမှန်ပြီးသားဆိုရင်200ကျော်ကိုအာခတ်တက်တော့အေအေကပြန်လွတ်ပေးလိုက်တယ် ကလေးငယ်130ဦးနဲ့အမျိုးသမီး95ဦးစုစုပေါင်း225ဦးကိုမေလ16ရက်ကလွတ်ပေးခဲ့ခြင်းဟုအေအေနဲ့နီးစပ်ပြီးသတင်းမီကပြောတယ်စစ်တော်ဘက်မိသားစုဝင်တွေကိုတတ်တော့ကပြန်လွတ်ပေးနေပါတယ်နောက်လည်းအစီအစဉ်ရှိပါတယ်အရင်ကလည်းလွတ်ပေးခဲ့တာပြီးရှိပါတယ်စစ်တော်ဘက်တွေကိုတော့ဥပဒေအတိုင်းဆောင်ရွက်သွားဖို့ရှိတယ်လို့တိရတယ်ဟုအထက်ပါသတင်းမီကပြောတယ်အေဒီရဟန်းပြည်နယ်စစ်တွေတောက်ပြမြန်အောင်မြို့မှလွှဲကြမ်းမြို့များကိုတိုင်းရင်ထားတယ် မြို့တိုင်းတိုက်ပွဲများတွင်အင်အားကထောင်ထိပ်ချီတော်စစ်တုံးမှများဖြင့်စစ်ကောင်စီထိတ်တန့်အရာရှိများဖြင့်ဗိုလ်မှူးချုပ်၄ဦးကိုလည်းဖမ်းဆီးထားတယ်။ထို့ပြင်တိုက်ပွဲအပြင်စစ်ကောင်စီထိတ်တန့်အရာရှိအချို့လည်းသေဆုံးခဲ့တယ်။ပြီးခဲ့တဲ့2024ဒီဇင်ဘာကအင်အားဂွမ်းမြို့တိုင်းတိုက်ပွဲတမတ်22တမတ်မှုဗိုလ်မှူးကြီးအောင်နေမျိုးနဲ့တမတ်17တမတ်မှုဗိုလ်မှူးကြီးတန်းစိုးဝင်းတို့သေဆုံးခဲ့တယ်ဟုအင်အားကဒီဇင်ဘာလ29ရက်နေ့တွင်ထုတ်ပြန်ထားတယ်။ဒီဇင်ဘာလ10ရက်ကမောင်တော်မြို့မြို့နယ်စောက်တပ်ဖွဲ့ ခွန်းနခခငါအတေးယူစဉ်ထွက်ပြေးသည်ဘုံမူကြီးအောင်နေမျိုးအအသေးဖမ်းမိခြင်းဟုအေကထုတ်ပြန်ခဲ့ရင်းတိုက်ပွဲတွင်ဘူရီတော်မျိုးအမှတ်55စစ်စင်ကုတ်ကဲမှုဌာနချုပ်စကခ55စကခမှုဘုံမူချုပ်ဒရင်ထွန်းကိုအေကအရှင်ဖမ်းမိခဲ့တယ်ထို့ပြင်ဒီဇင်ဘာလ20ကအမ်းမျိုးမှအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခအားတိမ်းယူခဲ့တဲ့တိုက်ပွဲတွင်ဒုတိယတိုင်းမှုဘုံမူချုပ်တောင်းထွန်းနဲ့ တိုင်းဦးစည်းချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းအမှတ်35စစ်စင်ကိုကဲမှုဌာနချုပ်စက္ကခ35စက္ကခမှုဗိုလ်မှူးချုပ်ဒရင်ထွန်းတို့ကိုအရှင်ဖမ်းဆီးခဲ့ပြီးခဲ့တဲ့2024ဖေဖော်ဝါရီလ3ရက်ကတောက်တော်မြောက်ဦးမင်းပြားမြို့နယ်မြန်မာစက္ကခကိုလက်အောက်ခံတိုက်ရင်းများကိုအေကတိုက်ခိုက်စဉ်စက္ကခကိုတတ်မှတ်မှုဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုအရှင်ဖမ်းမိခဲ့ဖေဖော်ဝါရီလအတွင်းတိုက်ပွဲနဲ့မြောက်ဦးမြို့ခမရ300တိုက်ရင်းအား တိုက်ခိုက်တိမ့်ပိုက်စဉ်ရင်းချိန်ကတက်မှတ်၁၁တက်မှတ်မှုဘုံမှုကြီးမင်းမင်းထွန်းအောင်အတေဖမ်းမိခဲ့ပလဝဒေတာတိုက်ပွဲတွင်လည်းပလဝအခြေဆိုင်စစကစစကူရှင်တန်းဌာနချုပ်တက်မှတ်မှုဘုံမှုချုပ်ဇင်မျိုးဆွေသည်ကြာဆုံးပျောက်ဆုံးရေရေထဲနှစ်မြုပ်ထွက်ပြေးလွတ်မြောက်သွားသည်ကိုအတီးပြွေမရနိုင်ကြောင်းနှုံးမှုပြူဟာမှုဒုဘုံမှုကြီးပညာပိုင်ဆိုးကိုတိုက်ပွဲကာလတွင်တနတ်တန်ရမြန်ဖြစ်အတေဖမ်းမိခဲ့တယ်ကိုထုတ်ပြန်ခဲ့တယ် ဖန်စီကားဒီစစ်တုံးမဲများကို AA ကစီစစ်ရေးပြန်လွတ်ပေးမှုများလည်းရှိနေတယ်။ပြီးရတဲ့နှစ်2024ဒီဇင်ဘာလ25ဇန်နဝါရီလကဒီဒီဘာလနဲ့2025ဇန်နဝါရီလကစစ်တုံးမဲနဲ့မိသားစုဝင်200ကျော်ကို AA ကပြန်လွတ်ပေးခဲ့တယ်။ AA နောက်ဆုံးဖမ်းမိထားတဲ့စစ်ကောင်စီအရာရှိမှအမှတ်69ချင်းမြန်တတ်မှတ်ဌာနချုပ်ယာယီနီးမြှူဟာမူ ဒုတိယဘုံမူကြီးကြော်ကြော်တက်ဖြစ်သည့်၎င်းကိုငဖဲမြို့နယ်ဂုံစီယိုကြီးရွာအနီးပြီးခဲ့တဲ့မတ်လကတိုက်ပွဲ၌အေအေနှင့်ပူပေါင်းတပ်များကဖမ်းမိထားကြောင်းတင်ပြရရှိစစ်ကောင်စီသည်ယခုရက်ပိုင်းတွင်အေအေထိန်းချုပ်မြို့နယ်များကိုလေကြောင်းမှတိုက်ခိုက်မှုကြောင့်အရက်တမ်းများထိလိုက်တည်ဆုံးမှုရှိနေသည့်ထိုအချိန်တွင်များမှစစ်တုံ့ပန်းမိသားစုဝင်များပြန်လွတ်ပေးနေခြင်းဒီအေအေလူသားချင်းစာနာထောက်ထားမှုကိုပြတ်တတ်ခြင်းကိုစစ်ကောင်စီလက်အောက်၌လက်ရှိတောင်းရင်ထမ်းဆောင်နေစေရဲတအူ၏မိခင်တအူကပြောတယ် မေလ23ရက်မှမေလ25ရက်အတွင်းစစ်ကောင်စီကရတတောင်မြို့နယ်ကြောက်တော်မြို့နယ်တို့ကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်တား20ဦးတေဆုံးခဲ့ပြီး38ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်။အပြစ်မဲ့အရက်ကအာရကပြည်သူများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ကစစ်ရာဇဝမှုများကိုနိုင်ငံအနှံ့နှိမ့်စင်ရက်ဆက်ကျူးလွန်နေတဲ့စစ်ကောင်စီစစ်ရာဇဝမှုနဲ့လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတော့လောက်ရက်များကိုပြင်းထန်စွာဆုံးချပြီးဤလောက်ရက်များကိုတက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ပေးပို့လွှမ်းမြေမှုထုတ်ပြန်ချက်၌ဖော်ပြထားတယ်။ အေဖန်စီထားတဲ့စစ်တုပ်ပန်းညံထားတဲ့အကျဉ်းစခန်းချုပ်ကိုလည်းပြစ်မှတ်ထားပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့မှုတဲ့စစ်တုပ်ပန်းညံထားရှိတဲ့မောင်တော်မြို့မှာနေကြားဆောင်တန့်ရင်းနဲ့ညဦးမြို့ရှိအကျဉ်းစခန်းကိုစစ်ကောင်စီကဖေဖော်ဝါရီလ28ရက်နေ့နဲ့ဇန်နဝါရီလ28ရက်ကလေကြောင်းမှဘုံကျဲတိုက်ခိုက်ပြီးစစ်တုပ်ပန်းနဲ့မိသားစုဝင်အချို့တေဆုံးခဲ့ရကဲဒါကတော့အေကဒီလောက်အချိန်ဒီမှာတော့တို့စစ်တုပ်ပန်းမိသားစုဝင်တွေကိုပြန်လွတ်ပေးခဲ့တာဘယ်တော့လူသားချင်းစာနာမှုရှိလဲဆိုတဲ့အဖြေပဲ ဲ့တော့လက်ရှိစစ်ကောင်စီဟာသူကဘာလုပ်လဲဆိုတော့စခန်းသိမ်းတိုက်ပွဲလုပ်နေတယ်အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာသူတို့ဘက်ကနော်စစ်ကူပြစ်ကူတောင်းနေတယ်အဲ့ဒီစစ်ကူပြစ်ကူသူတို့ကလည်းမပုတ်နိုင်ဘူးအဲ့ဒီချိန်မှာဒီဘက်ကစခန်းသိမ်းညာနဲ့ဘက်ကနော်သူတို့လုံးဝကွန်တက်မလုပ်တော့ဘူးအဆက်အသွယ်မလုပ်တော့ဘူးစခန်းလက်နှုတ်ကတော့မလက်နဲ့ချတော့မယ်အလံယူထောင်ရတော့မယ်ဆိုရင်အဲ့ဒီစခန်းပေါ်ကြဲချအဲ့လောက်ထိရုံမှာလာအဲ့ဒီစခန်းပေါ်ကြဲချပြီးတော့ဒီဘက်ကလိုင်းဘက်ကလူထိနေတဲ့အထိမထိတဲ့အဓိကကတော့သူတို့စစ်သားတွေပေါ်သူတို့ပြန်ကြဲချပြစ်တာဒါဟာတနေရာတည်းမဟုတ်ဘူးနော် လာခဲ့ပါဇက်ရမ်းပြောတာမဟုတ်ဖုံးထောင်ပြီးတော့ဘယ်စကမ်းမှာဘယ်ရက်ကဘလို့လုပ်လဲထိကပြောပြမယ်နောက်တစ်ခုကတကယ်ဒီစစ်တုံ့ပြန်မိသားစုဝင်တွေအတွက်เนาะသူတို့ဒီသူတို့ရဲ့စစ်သားအချင်းချင်းပေါ်မှာတစ္ဆာရှိတယ်ဆိုရင်เนาะလာရှိုးလာရှိုးမှာဘွားပြစ်သွားရတဲ့စစ်သားသားများမိသားစုတွေဟိုကငွေရည်လိုင်းပေါ်တက်လာရိတ်ခါတွေဖြတ်ခံထိတယ်တေဆုံးလားပျောက်ဆုံးရှင်းပြတယ်အလောင်းမရလို့တေကြီးဆုံးနဲ့တေသွားပြီးတော့ အလောင်းမရတဲ့ကောင်တွေအဲ့ဒါကိုထောက်လာပြည့်လို့ရှိရင်ရိတ်ခါထုတ်ပွေးမယ်ဆိုရင်၈လလာဖြစ်တယ်တပြားမပေးဘူးเนาะအဲ့တော့ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကတွေးခွဲနေတာမဟုတ်တော့အမှန်တရားကိုမြင်အောင်ပြောပြတာကျွန်တော်တို့စစ်သားတွေရဲတွေเนาะနဲ့စစ်သားတွေရဲတွေမိသားစုဝင်တွေကမြင်အောင်ကြည့်ပါသူတို့လက်ရှိမင်းအောင်နိုင်ပြောတယ်သူ့သူတတ်မတော်ရဲ့ခေါင်းဆောင်မှာခံယူထားတယ်ပြီးလို့ရှိရင်ဘောမတွေသူတို့တတ်မတော်ရှင်းမြတ်နိုးလူကပြောတယ်ခင်ဗျားတို့စစ်တပ်တွေဟိုမြှောက်ပေးတယ် ာငါတို့တတ်မလို့ကြီးငါတို့ကတတ်မလို့ချစ်တူစက်တဲ့ဖြင့်ငါတို့တက်သားလေးပဲနိုင်ရမယ်မျိုးသူမြောက်ပေးတယ်ဒါပေမဲ့အခုတော့တိုက်ပွဲမှာကြဆုံးသွားတယ်တေဆုံးသွားတယ်ဘဝပြတ်သွားတယ်ကျွန်တော်တို့အကျိုးခံစားဖို့ပေးတာခင်ဗျားတို့ကြံပြစ်ခဲ့တဲ့ကိုယ့်ရဲ့သားလေးသမီးလေးကိုမိမအတွက်အဲ့ဒီခင်ဗျားတို့အတက်နဲ့လဲပြီးတော့တိုက်ပေးသွားတဲ့အဲ့ခေါင်းဆောင်တွေနဲ့ခင်ဗျားတို့เนาะမြောက်ပေးခဲ့တဲ့အဲ့ဒီဘောမှဘာတောင်းဝင်ယူမှုတောင်းဝင်ခံမှုပေးအဲ့ဒါအဖြေပဲအဲ့တော့ဒီတော်လန်ရင်းမှာကျွန်တော်ပြောတာက เนาะသူတို့အာနာရဖို့အတွက်စစ်ခေါင်းဆောင်တွေကခမားတို့အတေခံခိုင်းတယ်သူတို့နေရာကောင်းတစ်ခုရဖို့အတွက်အခုဇော်ဘုံဟင်းလို့ကြည်เนาะကျော်စိုးဦးတို့ဇော်ဘုံဟင်းတို့ကျော်မျိုးမင်းတို့မပူတူတို့ခမားလက်ရှိဘောမှာလက်ချိုးကြီးတို့ရပါတယ်เนาะသူတို့ဘုံကအနစ်အစားချောင်ဖို့အတွက်ဟိုအဘကိုပိုင်တယ်ဒီအဘကိုပိုင်တယ်အာသူတို့ပြောရင်ပြီးတယ်ဇော်ဘုံဟင်းဆိုကြည်ပါလားငါပေါ့ကြည့်လိုက်အဘယ်တိုင်းမှုဘလို့ပြောလိုက်တာစသဖြင့်သူတို့ပြီးပြီးတယ်အဲ့ဒီအနေထားကိုနေရဖို့အတွက်ခင်ဗျားတို့ညှောက်ပေးတယ် ်အခုခမားတို့ကမိသားစုဝင်တွေဒုက္ခရောက်တယ်ပေတဲ့လူကပေသွားတယ်ဒုက္ခတဲ့လူဖြစ်တဲ့လူကဖြစ်သွားတယ်အဲ့ဒီစစ်တပ်မိသားစုတွေအတွက်အဲ့ဒီဘောမတွေဘာတစ်ခုထောက်ပံ့တယ်ခြေတော့ပြတ်ပြီးတေဦးဖြစ်နေတဲ့စေယုံပေါ်တက်ပြီးတော့ဟိုလူလေးပတ်စံလေး9000ကန်ဒီလူပတ်စံ9000ကန်မြောက်လိုင်းပေါ်တင်တာမရှိဘူးတကယ်လားခမားတို့စစ်သားပေါ်နော်ဒီလက်ရှိစစ်တပ်အပေါ်ကိုစစ်တပ်ခေါင်းဆောင်တွေကစေတနာဖြူစင်နေဆိုရင် ပွဲမှာကြဆုံးသေဆုံးသွားတဲ့မိသားစုဝင်တွေစစ်သားတွေရဲ့မိသားစုဝင်တွေကြံမြင့်ခဲ့တဲ့မိသားစုဝင်တွေဘဝအာမခံချက်ပေးရမယ်လေပေးလာကုအဲ့ဒါအဖြေပဲအဲ့တော့ဘဝအာမခံချက်မပေးတော့အခုပြန်လွတ်လိုက်တဲ့အေအေက200ကျော်ခမရတို့ရက်ထဲရတဲ့ပြည်သူတွေသွားနေကြည့်လိုက်နော်အခုတဘောပေါ့ရခိုင်လွတ်လိုက်တယ်အယောက်ဒီတိုင်းဖြစ်ဖြစ်ပတိဖြစ်ရန်ကုန်ဖြစ်စတဲ့ဖြစ်တနေမှာသွားနေကြည့်လိုက်အာကျွန်တော်အဖေကတော့ဟမ်ကျမလင်းရတော့အေအေနဲ့တိုက်ရတိုက်ပွဲမှာ စစ်ကောင်စီဘက်ကကြောက်ရတာပါဒါကြောင့်မို့စစ်တပ်ထဲမှာနေလို့မရဘူးကျွန်တော်တို့ဒီဟာကိုပြောင်းလာပါခင်ဗျားတို့ပြည်သူတွေဘယ်လိုဆက်ဆံလဲအဲ့ဒီအဲ့ဒီအဖြေတွေကိုမြင်အောင်ကြည့်ကြပါအဖြေတွေကိုမြင်ဖို့လိုတယ်အဲ့ဒါစစ်သားဆိုတော့အမိတ်ပေးတဲ့တက်ကမှန်တယ်စစ်သားဆိုတာ COC နာခံမှုရှိရမယ်တော့ချင်းရောက်ကွန်မန်ပြေဝနာခံမှုရှိရမယ်မှန်တယ်ဒါပေမဲ့အဲ့ဒီပေးတဲ့အမိတ်ကမှန်ကန်တဲ့အမိတ်တိုင်းပြည်အတွက်တရားမျှတာတဲ့အမိတ်ပြုဖို့လိုတယ်အမိတ်တိုင်းကိုနာခံမှာမဟုတ်ဘူးမှန်ကန်တဲ့အမိတ်ကိုနာခံမှာ ဲ့တော့မန်ကန်နဲ့အမိတ်ကဘာတွေလဲကြည့်လိုက်မယ်ဆိုရင်စစ်တီတော်ကျင့်ဝင်60ဆိုတော့တခါရှိပြီလားအဲ့ဒီစစ်တီကျင့်ဝင်နဲ့မကိုက်ညီတဲ့အမိတ်တွေပေးလာပြီဆိုခမည်းတော်ဟာအကြံဖက်တမဖြစ်ပြီခမည်းတော်ကတိုင်းပြည်ကိုတစ်ဆက်ဖောက်လိုက်ပြီအဲ့ဒါချိန်နေတယ်အဲ့တော့ကျွန်တော်တို့ကမူတွေရှိပြီးသားတတ်မှတ်ထားတဲ့စံချိန်စံနှုန်းတွေရှိပြီးသားဟမ်တင်းမှုကတက်ဆိုတိုင်းတက်เสียမလို့ဘူးတင်းမှုတက်ပြီးတော့ပြစ်ခိုင်းတာဒီဘဒုကိုပြစ်ခိုင်းတာလေစစ်တီတော်ကျင့်ဝင်60နဲ့ညီစွာပြစ်ခိုင်းပြည်သူကိုနေလို့လားဆိုဆက်ဆံမှာစစ်တီတော်ကျင့်ဝင်နေမှာပါတယ် ဟဲ့ဟိုလေအဲ့ဒီအိမ်မီးရှို့လို့ပြောလိုက်ရင်ဒါပြည်သူအိမ်ဒီအိမ်တိုင်းမှာလူ၄ယောက်ရှိတယ်တပေါ့တယောက်က PDF ဖြစ်နေလို့အဲ့အိမ်မီးရှို့ကမရှိဘူးကြံတဲ့၃ယောက်ကပြည်သူဖြစ်နေသေးတယ်အဲ့ဒါအဖြေပဲကျွန်တော်တို့ကအဲ့ဒီတဘောတရားတွေနားလည်လိုက်မှဆိုရင်အခုလိုဘွားတွေပြက်ပြန်မယ်အခုဒီလှုပ်ပေးလိုက်တဲ့စစ်တီနော်ဒီတုံ့ပန်းတွေရဲ့မိသားစုဝင်တွေရုပ်ကြည့်ကျွန်ဆုပ်တဲ့တရားစီကတော့နည်းနည်းတင့်တယ်ဒီစုပ်ပြတ်တတ်ဘွားတွေဟမ်ဒီမိုကရေစီတိုင်းပြည်ရဝိုင်းအဲ့ဒီဘွားတွေအဲ့ရောက်နေရမှလားကျွန်တော်တို့ပြောတာ မြင်အောင်ကြည့်ကြပါဗျာတိုင်းပြည်ကတော့စုပ်ပြတ်တတ်နေခမရတို့ဘွားတယ်စုပ်ပြတ်တတ်နေဘာဖြစ်လို့ brain waste လောက်ခံထိတန်းရတယ်နော်ဒါကြောင့်မလို့အခုစစ်မှုထမ်းဥပဒေနဲ့ပါသွားတယ်သင်တန်းမှလည်းခိုင်းကြိုက်တွင်းတာပဲငါတို့ဒီ uniform ကလွဲလို့အခြား uniform တွေရန်တူအခြားတွေရန်တူမင်းတို့အမိတ်ပဲနာခံရမယ်ခံပြန်မမေးနဲ့ခံမပြောနဲ့အဲ့တတားရိုက်ပြီးတော့ရှေ့ထမ်းကိုလွတ်တာရှင်းရှင်းပြောရင်တော့ဒီစစ်တပ်ထဲရောက်သွားရင် brain waste ကသူကလုံးဝအောင်လုပ်လိုက်တယ် စဉ်းစားတွေးခေါ်နိုင်လည်းမရှိဘူး။နော်အခုဆို Facebook လို့ TikTok လို့ပါစစ်တပ်ထဲမှာတင်းကျပ်လာတယ်။အဲဒါတွေကလူ့ဝိရေးချိုးပေါ်ခင်ဗျားတို့တွေလူညွတ်တုံးပေါ်နဲ့နေရတယ်။အဲ့တော့ဒီစစ်မှုထမ်းဥပဒေပြောတော့နှစ်နှစ်စစ်မှုထမ်းဥပဒေနှစ်နှစ်ထွက်လို့ရမှာတင်တယ်။ဘလောက်မဲဆွယ်ခဲ့လဲ။ဟုတ်တယ်နော်။ဘလို့လိန်ညာခဲ့ခင်ဗျားတို့အခုနှစ်နှစ်ပြည့်တယ်ထွက်လို့ရလားစစ်မှုထမ်းဥပဒေနဲ့အခုမှဝင်တဲ့ကောင်တွေမပြောနဲ့ဟုတ်ခဏနေဟုတ်ခဏနေဟုတ် နော်ဟိုရှစ်ပွေတနီ6ထပ်က15နဲ့အနည်း20လောက်သက်ရှိတဲ့စစ်သားတွေထွက်ချင်တာအများကြီးပဲထွက်ခွင့်ရလားအဲ့တော့စစ်မှုထမ်းဥပဒေနှစ်နှစ်ဆိုတာလားခွေးခွေးစကားလားနော်ဒါကြောင့်မလို့လက်ရှိစစ်တပ်ထဲမှာဒီလက်ရှိမင်းအောင်နိုင်ရဲ့ရုပ်မှန်မှုတွေကိုလက်မခံနိုင်တဲ့စစ်သားကောင်းတွေအများကြီးရှိတယ်ကျွန်တော်အမြဲပြောလို့လို့စစ်တပ်ထဲမှာနှစ်မျိုးရှိတယ်စစ်သားနဲ့စစ်ခွေးစစ်ခွေးဆိုတာဘူမတိဘာမတိအပေါ်ကောက်ကောင်းတွေခေါင်းဆောင်တွေသူတို့ခေါင်းဆောင်တွေမြှောက်ပေးတဲ့ပြည်သူကိုခွေးလိုလိုက်ဟောင်းတဲ့ကောင်အဲစစ်ခွေး ခွေးလိုလိုက်ဒုက္ခပေးနေကောင်စစ်ခွေးเนาะဒီဟာကြီးကမှားနေမှကိုအုံနောက်ကိုစဉ်းစားပြီးတော့မလွဲတာလို့မထွက်နိုင်ရင်ပဲလုံနေတဲ့စစ်သားတွေအများကြီးရှိတယ်။ဒါကြောင့်မလို့အဲ့ဒီစစ်သားတွေကိုပြောနေတာခမားတို့တွေစစ်သားဗျာတတ်သိရှိတဲ့ယောက်ျားကြီးဟမ်တည်ရဲတည်ရဲဆိုရင်အမှန်တရားဘက်ကဘာဖြစ်လို့တတ်သိမရှိရဲကြတကယ်တိမွေးကြပါတော့ခမားတို့ဘဝအတွက်လုံထုံဖို့အာမခံရရှိဖို့အတွက်တီတူရှိမှအာနာရှိမှရစစ်ကောင်းဆောင်တွေမှာအာနာရှိတွေခမားတို့တိုက်တဲ့လောက်နေ ဘယ်တော့မှခင်ဗျားတို့ကမကောင်းဆောင်တေးကြတယ်เนาะအဲ့တော့ဒီဗီဒီယိုဖိုင်လေးမှာကျွန်တော်အဓိကပြောချင်တာတော့ဘောမာတဲ့အနေနဲ့အဲ့ဒီစစ်တုံ့ပန်းတွေအတွက်ငါတို့ကတက်မတော့ချစ်မြတ်노ဒူဒီပါဆိုတဲ့ဒူတွေကဘာလောက်ပေးမလဲလို့เนาะခင်ဗျားတို့စစ်သားသားများတာစုဝင်တွေအခြားတနိုင်ငံလုံးမှာရှိတဲ့တက်မိသားစုဝင်တွေအားလုံးစောင့်ကြည့်ပေးပါဒါပဲပြောချင်ပါတယ်